မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ အော်တိုဘာလာ24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးရမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်နှစ်ရက်ကွက်နဲ့27ရက်ကွက်အုပ်ချုပ်ရေးမှုရုံးများကိုလက်ပစ်ဘုံနဲ့ပြည်တွင်းတိုက်ခတ်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အော်တိုဘာလာ23ရက်နေ့မှာရွှေပြည်သာမြို့နယ်နှစ်ရက်ကွက်နဲ့27ရက်ကွက်အုပ်ချုပ်ရေးမှုရုံးများကိုမြို့ပြ UG ရဲဘော်များကလက်ပစ်ဘုံနဲ့ပြည်တွင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့အုပ်ချုပ်ရေးမှုနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခတ်ခြင်းဟာပြည်သူ ူများကိုနှီးမျိုးစုံနဲ့ဖိနှိပ်အနိုင်ကျင့်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲအတွက်အတင်းအဓမ္မတကောင်စင်းကောက်ခံနေခြင်းကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရုံးတွေမှာပြည်သူတွေကိုဖိနှိပ်နေတဲ့အုပ်ချုပ်ရေးမှုနဲ့အပေါင်းပါတွေရှိနေတဲ့အချိန် ပြင်းအားမြင့်တဲ့လက်ပစ်ဘုံနဲ့ထိထိရရောက်ပြစ်သွင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။အုတ်ကြီးနဲ့နောက်လိုက်နောက်ပါတယ်ပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပါတယ်။ပြည်သူတွေကိုမျိုးစုံဖိနှိပ်အနိုင်ကျင့်နေတဲ့တရားမဝင်ရွေးကောက်ပွဲအတွာအတင်းအဓမ္မသကောင်စင်းကောက်ခံနေကြတဲ့အုတ်ချုပ်ရဲမှုတွေနဲ့နောက်လိုက်တွေကိုထိထိရရောက်ထပ်မံပြီးတော့တိုက်ခိုက်သွားမယ်လို့ရန်ကုန်အာမီ 1A အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရန်ကုန်အာမီ 1A နဲ့အနောက်ပိုင်းခရိုင်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဝေါ်မြို့နယ်ရှမ်းကမ်းရွာအကြမ်းဖက်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာစက္ကန်းဦးစီးစစ်အရာရှိက တောက်ဖွဲ့ဝင်များကိုခြံခဲ့ပြီးတော့ထွက်ပြေးသွားတဲ့အတွက်လွတ်မြောက်သွားပြီးစစ်အရာရှိရဲ့ဖုန်းထဲကပြူစောတိအမည်စရင်းများကိုရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ22ရက်နေ့မှာရှန်ဂိုင်ကျေးရွာရေတကားဂိတ်မှာရှိတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတိများရှိနေတဲ့ရွာအဝင်ဂိတ်ကို KNLA ဦးဆောင်တဲ့ဝေါ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတွားရောက်တိုက်ခိုက်ရာစခန်းဦးစီးအရာရှိကစစ်ကောင်စီတပ်သားများကိုခြံခဲ့ပြီးတော့ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်တယ်လို့သိရပါဗျာ။ အဲ့ဒီအရာရှိရဲ့လက်ကင်ဖုန်းကိုတော်လိုင်းတက်ဖွဲ့ဝင်များကတင်းစီရရှိခဲ့ပြီးတော့ဝေါ်မြုံနယ်အတွင်းမှာရှိတဲ့ကြေးရွာများကပြူစောတိများရဲ့အမိစရင်များကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။စပြီးတော့တိုက်ပွဲဖြစ်တော့10မိနစ်လောက်မှာနောက်ဖေးဘက်ကနေထွက်ပြေးသွားတာကျွန်တော်တို့ကလှမ်းတော့ပြစ်တယ်လွတ်သွားတာပေါ့အခြေအနေမလှလို့ထွက်ပြေးသွားတာသူ့ဖုန်းကြံခဲ့တယ်သူ့ဖုန်းထဲမှာသူ့ရဲ့ဓာတ်ပုံနဲ့အချက်လက်တွေပေါ့အဲ့ဒါတွေရခဲ့တယ်ကျွန်တော်တို့စခန်းထဲကိုဝင်သွားတဲ့အချိန်မှာရဲဘော်တယောက်လောက်ပဲကြံတော့တယ်အဲ့ဒီတယောက်ကလည်းကြာသွားတယ်ကြံတဲ့ပြစ်ခတ်ရင်းနဲ့ကြာကုန်တဲ့ရဲဘော်တွေလည်းရှိတာပေါ့ ပြူစောတိတွေရောပေါ့သူတို့အလေးအငိုက်ခံလိုက်ရတော့ဝရုံးသုံးကနဲ့ပြေးတဲ့သူကပြေးပြန်ပြစ်တဲ့သူကပြန်ပြစ်ပေါ့သူလဲခဏတော့တော့ပုံးနေပုံရတယ်ပြီးတော့တန်းပြေတော့တာပဲဖုန်းကိုတင်းစီရမိတဲ့အခါမှာသူ့ဖုန်းထဲကမှတ်တမ်းဓာတ်ပုံတွေကိုတွေ့တာလေသူ့ရဲ့တက်အမီတော့မတွေ့ဘူးတနက်မှာတော့အပတလို့ရေးထားတယ်ကျွန်တော်ထင်တာကတော့ဝမ်ဘဲအင်းကပြန်လဲပြုတ်ရင်ထိမ့်သေးရေးမှာအိုနာချိုးကန်းနေထားတဲ့တက်ကဖြစ်ဖို့များတယ်သူ့ဖုန်းထဲမှာသူ့ရဲ့ကျမ်းမာရေးမကောင်းလို့ခွဲစိတ်ထားတာတွေတွေ့တယ် ်ရွာတွေကပြူစောတိဆေးရဲတွေကိုတွေ့တယ်အရာရှိတန်တန်းမှာဓာတ်ပုံရိုက်ထားတာတွေသူ့အမျိုးသမီးရဲ့ပုံတွေတွေ့တယ်ဒါတော့ပါပဲလို့ဝေါ်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်သား၂ဦးနဲ့ပြူစောတိ၃ဦးသေဆုံးပြီးပစ္စတိုတလက် G3 လေးလက်နဲ့ဦးစီးတလက်တို့ကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်စားတောင်ရဲစခန်းအတွင်းမှာမင်္ဂလာပွဲကျင်းပနေတဲ့အချိန် drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးပြီးဒရိုသားအပါအဝင်စစ်သားနဲ့ပြူစောတိဆန်နာဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ22ရက်မနက်8:30မိနစ်အချိန်ကစကိုင်းမြို့နယ်စားတောင်ရဲစခန်းအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်နဲ့ညောင်ငုတ်တို့ပြူစောတိကြေးရွာကပြူစောတိခေါင်းဆောင်ရဲ့တမီးတို့ မင်္ဂလာအခမ်းအနားကျင်းပနေတဲ့အချိန် drone နဲ့ပြင်းအားမြင့်ဘုံသီးရှစ်လုံးကျဲချတိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးဒရိုသားအပါဝင်ဆန္ဒဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ scout drone နဲ့ကင်းထောက်ကြည့်တဲ့အချိန်မှာဘူစီပေါင်းတွေအလှပန်းနေတဲ့စီကားနေတဲ့အချိန်ဘုံရှစ်လုံးကျဲချခဲ့တာပါ။ဘုံပေါက်ကွဲတော့စခန်းထဲကိုပြေးဝင်သွားကြတာဒဏ်ရာရတဲ့သူတွေကိုတော့မျက်မြင်ကင်းထောက်ကနေပြီးတော့သိရတာပါ။သူတို့သားကတော့ခါပေါက်သွားတယ်အရေးပေါ်စေကူသားမှုခံယူနေရတယ်စစ်ကောင်စီတပ်သား၄ဦးကတော့တင်းနိုင်တယ် ဘုံတွေကသူတို့ဘုံကိုတဲ့တဲ့ကြတာဆိုတော့ထိချက်ပြင်းတယ်ညနေပိုင်းရောက်တော့စခန်းထဲကနေဂန်းဖောက်တန်တွေကြားရတယ်လို့ကြောင်လက်သေးအဖွဲ့တာဝန်ကကိုဖတ်တီးကပြောကြားထားပါတယ်၎င်းတိုက်ခတ်မှုကိုကြောင်လက်သေးတပ်ဖွဲ့နဲ့အတူတရားရေးမီးတောက်တပ်ဖွဲ့ဇာမနီတပ်ဖွဲ့ဖီနစ်တပ်ဖွဲ့ရွှေဘိုခရိုင်တိုင်ရင်15တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ drone တစ်စီးပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဘူးတလင်မြို့နယ်မှာပြည်သူ21ဦးကိုရရဆက်ဆက်တပ်ဖြတ်ခဲ့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကဘူးတလင်မြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားပြီးတော့ဒဇာကန်ဖမ်းဆီးထားတဲ့ပြည်သူအယောက်40ကျော်ကိုပါဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ23ရက်နေ့မွန်လွယ်3နာရီကျော်ကမှစိုင်းပြင်းလေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ၎င်းတို့ဖမ်းဆီးထားတဲ့ဒဇာကန်ပြည်သူအယောက်40ကျော်ကိုပါခေါ်ဆောင်သွားပြီးတော့ ဘုဒ္ဓလင်မြို့ပေါ်ကိုပြန်လည်ခေါ်ဆောင်သွားတယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအော်တိုဘားလ17ရက်နေ့ကစတင်ပြီးတော့ဘုဒ္ဓလင်မြို့ပေါ်ကိုဝင်းရောက်စီးနှင်းခဲ့ပြီးတော့ကလင်းငယ်များအပါအဝင်မိသားစုဝင်6ဦးကိုတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။အော်တိုဘားလ12ရက်နေ့မှာမြောက်ကြီးရွာကိုထပ်မံဝင်းရောက်စီးနှင်းပြီးတော့ပြည်သူ9ဦးကိုတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။အော်တိုဘားလ17ရက်နေ့နဲ့19ရက်နေ့တို့မှာစီပါရွာနဲ့ဆေဝရွာကိုဝင်းရောက်စီးနှင်းပြီးတော့ ပြည်သူ၈ဦးကိုတပ်ဖြတ်ခဲ့ကစုစုပေါင်းပြည်သူ21ဦးကိုရရဆက်ဆက်တပ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီစစ်ကြောင်းဟာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကြောင်းထိုးထွက်လာတဲ့နေ့ကစပြီးတော့စစ်ကြောင်းထိုးရလမ်းတစ်လျှောက်မှာရှိတဲ့အရသာပြည်သူအယောက်40ကျော်ကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ကြောက်ဦးရွာ၊စီပါရွာ၊ကျွဲသေးချောင်းရွာ၊ဆယ်ဝရွာနဲ့ဆိုင်ပြင်းလေးရွာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်အလုံး900ကျော်ကိုလည်းမိရှုပ်ဖျက်ဆီးခဲ့ပြီးတော့ခြေရွာတွင်းမှာရှိတဲ့ပြည်သူပိုင်းပစ္စည်းများကိုလည်းမှွေနောက်ယူဆောင်လျက်ရှိတယ်လို့သိရပါတယ်။ စစ်ခွေးစစ်ကြောင်းကမွန်လဲ၃နာရီကျော်ဝင်းကျင်လောက်မှာသူတို့တက်ဆွဲထားတဲ့စိုင်ပြင်းလေးရွာကနေဒန်းတိုင်ရွာကိုဝင်ရောက်ပြီးတော့ဒန်းတိုင်ကနေမှဘူးတလင်မြို့ကိုပြန်ဝင်သွားတယ်။လွှာတဲ့ရွာကိုဖြတ်ပြီးတော့ဘူးတလင်မြို့တဲကိုပြန်ဝင်သွားတာပေါ့။ပြည်သူအယောက်၄၀ကျော်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်။အဲ့ဒီပြည်သူတွေအကုန်လုံးကိုပြန်လွတ်တဲ့တရင်တော့မတွေ့ရသေးဘူး။ ဆိုင်ပြေလေးရွာကိုနယ်မြေရှင်းလေးလှုပ်ဆောင်ဖို့တော့ရှိပါတယ်လို့စီပါကျေးရွာပကဖတာဝန်ခံကိုမိုးတောက်ကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲခဲ့တဲ့ဆိုင်ပြေရွာကိုတော်လိုက်တပ်ဖွဲ့များကနယ်မြေရှင်းလင်းရေးများဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမြောင်မြို့နယ်ဇေယကုန်းကြီးရွာကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးချောင်းကနေဘုံကျဲတိုက်ခတ်ရာဆယ်တန်းကျောင်းသူတအုပ်အပါအဝင်ပြည်သူ6ဦးသေဆုံးပြီးတော့နေအိမ်၄လုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ23ရက်နေ့ညနေ9:20မိနစ်ခန့်မှာမြောင်မြို့နယ်ဇေယကုန်းကြီးရွာကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လေရဲ့နှက်စီးနဲ့ဘုံကျဲချခဲ့ရာအသက်80အရွယ်အဖွားအုပ်တအုပ်နဲ့အသက်15နှစ်ဝန်းကျင်အရွယ်ဆယ်တန်းကျောင်းသူတအုပ်တို့ပွဲချင်းပြီးသေဆုံး ဆုံးပြီးပြင်းထန်ဒဏ်ရာရရှိသူများတွေက၄ဦးထပ်မံတေဆုံးသွားတယ်လို့သိရပါတယ်။ချတာက9နိုင်လောက်ကချတာရွာရဲ့မြောက်ဘက်9မြောင်တောင်ကုန်းနားမှာနှလုံးချသွားတာထိခိုက်မှုမရှိပါဘူး။နောက်တဲ့ဇီးကတောင်ဘက်ကနေထိုးချကျဲသွားတဲ့ဇီးကထိခိုက်တာရွာပေါ်တန်းကြတာဘုံကဘလို့မှမသိဘူး။လေးပေါ်ရင်ကွဲတဲ့ဘုံတွေစုစုပေါင်း6ယောက်သေးတယ်။ချချချင်းတခါတည်းဆုံးတာက2ယောက်အဲ့ဒီ2ယောက်ကစေတန်းចောင်းသူ1ယောက်ရယ်အသက်80အရွယ်1ယောက်ရယ်သူတို့ကတော့ညမှာပဲကြိုလိုက်တယ်။ကြံတဲ့ သေဆုံးသွားတဲ့သူတွေကတော့20ကျော်ရယ်30ကျော်အရွယ်လူငယ်တွေပဲလို့ CDSOM အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အချမ်းဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာနေအိမ်လေးလုံးဓာမီးတိုင်များလဲကျိုးကျပြက်စီးခဲ့တဲ့အပြင်နွားနှကောင်တိုးရှိကောင်နဲ့ဝက်တကောင်လဲတခါတည်းသေဆုံးခဲ့တယ်လို့သိရပါတယ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆေးရုံတက်ပြီးတော့ကုသမှုခံယူနေရတဲ့6ဦးကတော့စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်ပထမဆုံးလေရင်ကငမြောင်တောင်ရွာအနီး ဖျားကြီးနားကိုဘုံနှလုံးကျဲချတာအဲ့ဒီနေရာကတော့ရွာနဲ့ဝေးတော့ပြည်သူတွေထိခိုက်တာတော့မရှိဘူးနောက်ထပ်ဒစည်းကတော့ကျွန်တော်တို့ဇရက်ကုန်းရွာအရှိပိုင်းဒေါ်တန်းတို့အိမ်နဲ့ဒေါ်ထူးတို့အိမ်မော်ကိုတဲ့တဲ့ကိုချတာချတဲ့ဘုံကဘလို့မှန်းတော့မသိဘူးလေးပေါ်တင်ပောက်ကွဲပြီးတော့အိမ်နှလုံးပြက်စီးသွားတယ်နောက်ပြီးတော့အသက်80ကျော်အရွယ်အဖွားအုပ်တုံးနဲ့အသက်15နှစ်အရွယ်အမျိုးသမီးတဦးကတော့နေရာမှာတင်ပွဲချင်းပြီးတေဆုံးတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့အကြမ်းဖက်ဆက်ကောင်းစီမြန်မာတန်ယုံက CI စာအုပ်များအစ်စ်လဲလှယ်ပေးမယ်ဆိုတဲ့ကြေညာချက်ဟာယုံကြည်စရာမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်လက်အောက်ခံမြန်မာတန်ယုံရဲ့ ် CI စာအုပ်အဟောင်းများ CI စာအုပ်အစ်စ်နဲ့လဲလှယ်နိုင်ရေးအတွက်စကမ်းဖွဲ့လှစ်ပြီးတော့ဆောင်ရွက်နိုင်ရန်ထိုင်းမြန်မာနှစ်နိုင်ငံညှိနှိုင်းနေတယ်လို့ထုတ်ပြန်ထားတော့လဲအမှန်တကယ်လှုံ့ဆော်ပေးမယ်လို့ကောက်ချက်ချလို့မရသေးကြောင်းအလို့သမားအရေးဆောင်ရွက်နေသူများကပြောဆိုထားပါတယ်ထိုင်းနိုင်ငံအစိုးရကမြန်မာနိုင်ငံသားများအပါအဝင်တရားမဝင်အလုပ်သမားများကိုယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှောက်ထားနိုင်တော့မှဖြစ်ကြောင်းစက်တမလာအတွင်းကစာထုတ်ထားတော်လဲလက်ရှိအချိန်ထိကိုအကောင့်ထဲပေါ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်အခုလိုမျိုးထိုင်းအစိုးရရဲ့တရားမဝင်အလုပ်လုပ်ကိုင်သူများနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်များထွက်ပေါ်လာတဲ့အပေါ်မှာအချမ်းဘတ်စစ်တပ်လက်အောက်ခံမြန်မာတန်ရုံးကထုတ်ပြန်ထားတဲ့အပေါ်မှာအလုတ္တမအရေးဆောင်ရွက်ကြသူများကယုံကြည်လို့မရနိုင်ကြောင်းပြောဆိုထားပါတယ်ကျွန်တော်အမြင်ကတော့စစ်ကောင်စီဘက်ကလုံပေးမယ်ဆိုပြီးတော့တိတိကျကျကောက်ချက်ချလို့မရသေးဘူးအခုလက်ရှိဒီလိုလုံမယ်ဆိုပြီးတော့စာထုတ်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဘာမှတေချာပြောလို့မရသေးဘူး ထိုင်းကလည်းအမျိုးမျိုးပြောင်းနေတာမြန်မာနဲ့ထူးမခြားနာပဲဆိုတော့တကယ်ဖြစ်လာမှာပဲသိရမယ်လို့မြန်မာအလို့သမားအရေးဆောင်ရွက်ပေးနေတဲ့ Walker Alliance Group ကကိုမုံတိုင်းကပြောကြားထားပါဗျ။ထိုင်းအစိုးရအနေနဲ့စက်တဘာလ24ရက်နေ့မှာတရားမဝင်အလို့သမားများယာယီနေထိုင်အလို့လုတ်ကန်ခွင့်ရှောက်ထားနိုင်တဲ့ဆုံးဖြတ်ချက်အပြင်အလို့လုတ်ကန်ခွင့်ခွင့်ပြုထားတဲ့နိုင်ငံကူးလက်မှတ်သို့မဟုတ်မြေသူမြေဝဖြစ်ကြောင်းတပ်တွေကလက်မှတ်ကိုင်းဆောင်ထားတဲ့အလို့လုတ်ကန်ခွင့်ပါမစ်တက်တန်းတိုးမယ်။ နိုင်ငံသားအလုံသမားများကို2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့အထိအလုံလောက်ကန်ခွင့်ပြုမှာဖြစ်ပြီးတော့နှစ်နှစ်တက်တန်းရှိတဲ့ထိုင်းနိုင်ငံအတွဲယာယီနေထိုင်အလုံလောက်ကန်ခွင့်ရှောက်ထားနိုင်မှာဖြစ်ကြောင်းအတည်ပြုဆုံးဖြတ်ထားပါတယ်။ဒါအပြင် နိုင်ငံသားသားအလုသမားများအလုဟောင်းကနေထွက်ပြီးတော့အလုရှင်တက်ရှာဖွေနိုင်တဲ့အချိန်ကာလကိုရခင်ကရက်30တတ်မှတ်ထားရကနေပြီးတော့ရက်60တုံးမြင့်တတ်မှတ်ပေးထားတယ်လို့သိရပါတယ်။သို့တော်လည်းထိုင်းအစိုးရအနေနဲ့လက်ရှိအချိန်ထိကိုတရားမဝင်အလုသမားများယာယီနေထိုင်အလုလုကိုင်းခွင့်ရှောက်ထားနိုင်မဲ့နေ့ရက်ကိုထပ်မံကြေညာထားခြင်းမရှိသေးကြောင်းတရေရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ